n f o e ဖိဒက်ဆိုတာ FOE season 2ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော် challenge 1အပြီးမှာဒီမှာရှိနေတဲ့ပြိုင်ပွဲဝင်တွေအားလုံးကလုံလောက်တဲ့ recovery ရသွားပြီလို့ကျွန်တော်တို့ယူဆပါတယ်ကိုထုံးပုံစံကြီးကတော့အင်းငိုက်နေတဲ့ပုံပဲဒါလန်းနေဆိုတော့ challenge 2ကို အခုပဲစလိုက်ပါဆိုတော့ challenge 2ရဲ့နာမည်လေး ပေးထားပါတယ် cross the line ဟောနင်းကိုဖြတ်ကြနမ်မနေမလားဟာလာကြော်ဝကြော်ဝရိုးရိုးရှင်းရှင်းလေးလေးကိုလည်းပြောရမယ်ဆိုရင်ကျွန်တော်တို့မြမရိုးရထုတ်စီတို့အားကစားနည်းပဲဖြစ်ပါတယ်တော်ဒီတော့ channel တို့တည်တဲ့အချိန်မှာအာခါးကြီးကတိတ်မကောင်းနေတော့ဆိုတော့ ကျွန်တော်ကအလဲတန်းចောင်းသားဘဝမှာထိုးခဲ့ဘူးလားဆိုတော့အခုနောက်ပိုင်းအရင်အလံဝေးသွားတယ်ဒီအားကစားနည်းကိုဘာလို့ကျွန်တော်တို့ FOE မှာထည့်သွင်းထားရလဲဆိုလို့ရှိရင်ဒီထုတ်ကြီးတို့အားကစားနည်းကိုအရှိတောင်အာရှအာဆီယံအထိသွားရောက်ရှင်ပြိုင်ဖို့ရှိတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့က FOE မှာ season 1မှာရော season 2မှာရောအမှတ်တရနဲ့ဂုံယူစွာနဲ့ထည့်သွင်းထားတာဖြစ်ပါတယ်ဆိုတော့ကစားတဲ့အခါမှာကျွန်တော်တို့ကထုံစီတို့အားကစားနည်းဆိုတော့အဖွဲလိုက်ရှင်ပြန်ရမှာဖြစ်ပါတယ်ဒီနေ့ challenge ကတော့ team challenge ပဲဖြစ်ပါတယ် ကျွန်တော်တင်းဝော်ရီပိုင်းနဲ့လောက်ရတယ်တိတ်မကြိုက်ဘူးကိုစိတ်နဲ့တော့ကိုလှုပ်ချင်တယ်ဟိုဘာလို့လဲဆိုတော့ကျွန်တော်ကဒီဆွတ်ဆက်မှာအမှတ်နေတာတယ်ဒီဂိမ်းမှာလည်းထပ်ပြီးတော့အမှတ်မနေချင်ဘူးပေါ့နော်အားကြမို့ကိုစိတ်နဲ့ကိုအကောင်းဆုံးစူးစမ်းချင်တယ်ပေါ့ဆိုတော့အားလုံးက team work ရှိဖို့လိုတယ်ကိုကတင်းဝေါမနဲ့လောက်တာမကြိုက်တဲ့သူဖြစ်တဲ့ကြောင့်ဒီနေ့တာတင်းဝေါမနဲ့တာလောက်ခေရမယ်ဆိုရင်တော့ အကောင်းဆုံးတော့ကျူသာသမားပါကိုစီဘသူပဲကြာကြပါအကောင်းဆုံးရှင်ပြိန်ပါပါဆိုတော့ဒီမှာကျွန်တော်တို့ကပြိုင်ပွဲဝင်စုစုပေါင်း16ယောက်ရှိတာဖြစ်တော့ကြောင့်မို့လို့အဖွဲ့3ဖွဲ့ဖွဲ့ပါမယ်တစ်ဖွဲ့မှာ6ယောက်ပါမယ်စောရမယ်ကစားနည်းကကြတော့ကျွန်တော်တို့ခဏနေကြလို့ရှိရင်ဒိုင်တူကြီးတွေကျွန်တော်တို့ရှင်းပြပေးနိုင်မယ်ဒါမဲ့ကျွန်တော်ဒီနေ့ challenge ရဲ့အမှတ်စရင်းလေးကိုကျွန်တော်နည်းနည်းပြောပြချင်တယ်ဒီနေ့ challenge မှာပထမရတဲ့အသင်းက35မှတ်ရမှာဖြစ်ပါတယ်ဒုတိယရတဲ့အသင်းကတော့အမှတ်30ရမှာဖြစ်ပါတယ် တတိယရတဲ့တင်ရတော့25ဘတ်ပါအဖွဲလိုက်ရတဲ့အမှတ်တွေကိုကျွန်တော်တို့က individual အမှတ်တွေမှာသွားပေါင်းပေးမှာဖြစ်ပါတယ်အသင်းက3တင်းရှိရယ်တသင်းကိုကျွန်တော်နှစ်ပွဲကစားမှာဖြစ်ပါတယ်ဘယ်အသင်းနဲ့ဘယ်အသင်းနဲ့ရှင်ပြန်ကစားရမယ်ဆိုတဲ့ဟာတစ်ခုကိုတော့အဲ့အဖွဲ3ဖွဲစလုံးရဲ့အချိန်ပွဲစဉ်စရားကိုကျွန်တော်တို့မြမရိုးရာအားကစားအဖွဲချုပ်ကတာဝန်ရှိတဲ့လူကြီးမင်းတွေကိုယ်တိုင်မဲခွဲဆုံးဖြတ်ပေးပါလိမ့်မယ်ပြီးရသူတို့ပဲဂိုင်းလူကြီးလုပ်ပေးမှာညင်းမှာဆိုလို့ကျွန်တော် ကျွန်တော်ကျွန်တော်ကတော့အခုကျွန်တော်အပိုင်းဖြစ်တဲ့ကျွန်တော်တို့ team ခွဲတဲ့အပိုင်းလေးကျွန်တော်တို့ကြည့်ပါ